ကျွန်မနာမည်ကမြို့သိမ့်ကြီးထွန်းပါအော်ကျွန်မသားဒီမှာ KG ဒီနေ့ပွဲယူရတာပေါ့နော် graduation day သူ့နာမည်ကတော့ပိုင်ဖုံးပြည့်ထွန်းပါရှင်သူ nursery တွေကစတက်တော့ဒီနေ့ကတော့ graduation အဲအမရွေးချယ်စရာအများကြီးထဲမှာဒီ Cambridge International Education ကိုသွားနေတဲ့အကြောင်းတွေအများကြီးတွေမှာ MIS ကိုဘာလို့ရွေးပစ်လဲဆိုတော့ဒီအမတို့ရဲ့အမတို့အဓိကအကြောင်းဆိုစဉ်းစားပြီးဆိုကိုယ့်ကလေးရဲ့ကိုယ့်ကလေးအဆင်ပြေလား ဆင်ပြေနိုင်လာကြအောင် open days မှာအရင်ကြည့်ပြီးတော့မှရာရာအားလုံးအမဆုံးဖြတ်ပြည့်စုံတဲ့ထင်လို့တာရွေးရဲကြောင်းပေါ့နော်ပြီးတော့ဒီကြောင်းကကျမတို့တောင်အဲဒီထောင်လာတာတက်တန်းတစ်ခုရှိပြီကျမထင်တယ်10နှစ်ကျော်လောက်ရှိပြီထင်တယ်နော်တော်တော်ကြာပြီအဲတော့ဆီယမအပြောင်းလဲသိမ့်ရှိဘူးအဲကျမအဲ့ဒါအရင်သဘောကျတဲ့အချက်ပဲဆီယအပြောင်းလဲများတာတော့ပါဆိုကျမသိမ့်မကြိုက်တတ်ဘူးဒါကျမရဲ့ရွေးချယ်မှုထဲမှာအဲ့ဒါလည်းပါတယ်ဒီဆီယတွေဆိုရင်တော့တော်တော်တက်တန်းရင်နေပြီကြာပြီ အဲအဲ့အရာတွေအဲ့ဒါကြည့်ပြီးတယ်ကျွန်မရွေးတယ်မဒီကြောင်တက်တဲ့အချိန်မှာတချို့အဲစကားလုံးတော်တော်များများအင်္ဂလိပ်စကားလုံး vocabulary တော်တော်ကျွဲဝလာတယ်ပြီးရင်အင်္ဂလိပ်သူ့ရဲ့အတန်ထွက်တရားလေခိုင်ကြရင်တချို့အတန်တွေကျွန်မထက်ကောင်းနေတယ်ပဲကျောင်းကနိုင်နိုင်နင်းနင်းသင်နိုင်တာကိုတွေ့တယ်စာလေးဆိုသူ့ဘက်သူဖတ်တတ်နေပြီအခုဆိုဒါ KG ပဲရှိသေးတယ်နော်တချို့ဒီ story တွေဆိုရင်သူ့ဘက်သူကောင်းကောင်း story line တွေဖတ်တတ်နေတာကိုတွေ့တဲ့အခါမှာဒါကိုမသိမဲနဲ့တန်တယ်ဆိုတော့ကျောင်းတေချာတင်လာလို့ပေါ့အော်ကလေးတွေအကုန်ကလေးတိုင်းအကလေးတွေအခုတက်တဲ့မြန်တသားတို့အတန်ကလေးတွေဆိုလဲ ကောင်းလုံးတိုးတိုးတိုးတက်တာကိုတွေ့ရတယ်။စကားသူတို့အချင်းချင်းစကားပြောနေတာလေးတွေနားထောင်ကြည့်ရင်သူတို့ဘလောက်တိုးတက်လာလဲ။ nursery နဲ့ kg ဘလောက်ကွာဝါပြီလဲဆိုတာကိုကျမတို့မြင်ရတယ်ပေါ့နော်။ဒါဆိုဒါကိုကြည့်ကြရဖြစ်အမေတယောက်အနေနဲ့ကိုသားအတွက်ရောကိုသားရဲ့အပေါင်းအသင်းမိတ်ဆွေဖြစ်လာမယ့် environment လေးမှာဒီလိုလေးဖြစ်နေရဖြစ်တော့လဲကျမသဘောကျတယ်ရှင်။ ။ဟုတ်ကဲ့ညီမနာမည်ထူးတင်စာလေးမှာတားလေးရကေဂျီမှာတထူးသက်တက်နေပါတယ်ရှင်။တားလေးအတွက် ceremony လာတက်တာပါ။ဟုတ်ကဲ့။အတားအကြောင်းတက်တော့မယ်ဆိုတော့လေကျမတို့တွေကရွေးတယ်ပေါ့နော်။အကြောင်းတွေအဲအကြောင်းကကြတော့ကဲရန်ကောင်းတယ်။ ကလေးကိုစိတ်ချရတယ်ပေါ့နော်ကျမတို့တခြားเจ้าနေမှာဆိုရင်เจ้าရှင်มาထားခဲ့မယ်ဆိုလို့ရှိရင်သူကသူတို့ထဲထဲဝင်သွားတာဆိုတော့ကျမတို့အနေနဲ့နည်းနည်းစိတ်ပူရတာပေါ့နော်ဒီမှာကြာတီချယ်တွေကကဲအပြေဝပေးတယ်နောက်တစ်ခုကကြာတော့ဘယ်လိုလဲဆိုရင် curriculum တွေကလည်းအရန်ကောင်းတယ်ပေါ့နော် curriculum တွေကလည်းတီချယ်တွေကတေချာ train ပေးတယ်ဒါဆိုလို့ရှိရင် reading တွေပါဆိုလို့ရှိရင်လည်းအများကြီးတိုးတက်လာတယ်ပေါ့နော်အဲ့ဒီပိုင်းတွေကျမအရန်သဘောကျပါတယ်ရှင်ဩညီမနာမည်ကထထဝင်ပါဟွာသားလေး KG တန်းအတွက် graduation ပေါ့နော်အဲ့ဒါလာခဲ့တာပါရှင်ဟုတ်ကဲ့ပါ အာအမဟိုးစာအကြောင်းဒီတတာအဲ့ nursery မတက်ခင်နေမှာအကြောင်း၄၅ခုလောက်စုံစမ်းတာပေါ့နော်စုံစမ်းပြီးတော့မှဒီမှာကြတော့အာကလေးအတွက်အဒီပတ်ဝန်းကျင်ရောနောက်ပြီးတော့သူ့ရဲ့ဒီပညာရေးပိုင်းတွေကိုလေ့လာရင်းနဲ့မှဒီအကြောင်းရွေးဖြစ်တာပါရှင့် ဟုတ်ဟုတ်ဟိုဆီယမားတွေအဓိကတော့ထပ်ထပ်အဲဆီယမားတွေအဓိကကြည်တာပေါ့နော်ဆီယမားတွေနဲ့ကောကလေးရဲ့ဟို flow ကိုလည်းကြည်ပြီးတော့ဒီကြောင်ရွေးလိုက်တာပါကလေးပေါ့ဆီယမားတွေက၃ယောက်လောက်ဆိုတော့လေအဲ့တော့နိုင်နိုင်နေနေလေးရှိမယ်ထင်လို့အဓိကအဲ့ဒါလေးကြောင်ရွေးဖြစ်တာပါရှင်။အော်သူကတော့ဟုတ်ဟိုဒီတိုးတက်မှုအနေနဲ့ဆိုလို့ရှင်ပညာရေးပိုင်းကတော့အများကြီးတိုးတက်လာတယ်ပေါ့နော်။ speaking now reading by now writing by ပေါ့နော်။တသားကြအဲ့လို music by စာတက်သူကကြတော့ activity ပိုင်းတွေကိုပုံကြိုက်တဲ့လူမျိုးဆိုတော့ အဲ PE ချိန်ဘာညာတွေပါတဲ့အတွက်သူကတော့အယမ်းပျော်တယ်ပေါ့နော်အဲအဲဒါကြောင့်လည်းစဉ်းပြေးပါတယ်ညာဟုတ်ကဲ့အယမ်းပျော်ဖို့ကောင်းပါတယ်ဒီလိုပွဲလေးကျင်းပပေးတဲ့အတွက်လေဟိုမိသားတွေလည်းဟိုတွေ့ရတယ်အချင်းချင်းတွေ့ရတဲ့အတွက်ဟိုဟို group လေးတစ်ခုလည်းဖြစ်သွားတာပေါ့နော်